ီဗီဒီယိုကြည့်နေတဲ့သူတွေအကုန်လုံးသတိထားမိကြလားတော့မသိဘူးအခုနောက်ပိုင်းမှာဖုန်းကုမ္ပဏီတွေတော်တော်များများကဖုန်းနေမဟုတ်တော့ဘဲနဲ့တခြားပစ္စည်းတွေပါထုတ်လာကြတယ်ဘာလို့ဒီလိုတွေထုတ်လာကြတာလဲအောင်ရောအောင်မြင်ကြလားဆိုတာကိုဒီနေ့ပြောလိုက်ကြရအောင် right ပါ let's talk about tech အခုချိန်မှာ ecosystem ဆိုတဲ့စကားလုံးက brand တိုင်းမှာမြင်လာရပြီ ecosystem ဟိုအကောင်းဆုံးဥပမာပေးရမယ်ဆိုရင်တော့တော်တော်များများသိကြတယ် apple နဲ့ samsung ကိုပဲလည်းညှိုးထိုးမိကြမှာပါ ရင်ဆုံးနေလေဒီ app မှာရှိနေတဲ့ iPhone တွေဆိုလို့ရှိရင်နည်းနည်းပြင်းစရာကောင်းလာတယ်ဆိုပေမဲ့ ecosystem တစ်ခုလုံးခြုံကြီးလိုက်မယ်ဆိုရင်တော့သူ့ရဲ့ brand overall မှာတခြား brand တွေကလိုက်ပြီးတော့မှီဖို့အတွက်ကိုအချိန်တော်တော်လေးကိုယူရလဲအောင်မယ်ပြီးတော့ product တိုင်းမဟုတ်ဘူးဆိုပေမဲ့ right တို့ဒီ iPhone နဲ့ AirPods ပဲဖြစ်ဖြစ် iPhone နဲ့ Watch ပဲဖြစ်ဖြစ်ကိုယ်မှာရှိရဲ့နှစ်ခုသုံးခုနဲ့ရင်သူ့မှာသုံးရတဲ့ experience တော်တော်ကိုအရသာရှိတာဒါကြတော့လက်စုပ်လက်ကင်ပြလို့ရတဲ့ကိစ္စမဟုတ်ပေမဲ့ဒီတိုင်းပြောပြတာပေါ့နော် နည်းနည်းဥကြောင်းကြောင်းနိုင်နေဆိုရင်မဲ့ဟိုတကယ်သုံးကြည့်မှုရဲ့သူတွေအနေနဲ့ဆိုရင်တော့ရုံးထွက်ရတာခက် နောက်တစ်ခုအနေနဲ့ကြတော့ Riro ဒီ Samsung ရဲ့ ecosystem ပြောမယ်ဆိုရင်တော့သူ့အကြောင်းကတော့ Trade 2ပြောနေကြတော့မလို့အဲ Samsung မှာဆိုလို့ရှိရင် Riro ပေါ့နော်တော်တော်များများအိမ်မှာရှိနေတဲ့ TV တို့ရေခဲတက်တာတို့ပြီးသွားပြီဆိုရင်အဝတ်လျှော်စက် aircon စတဲ့ဒီ electronic ပစ္စည်းတွေမကပဲစိတ်ပါနေပါသလိုတန့်ကားတွေတို့ပြီးရင်တိုက်လေရင်တွေပါထပ်ပြီးရောမှထုတ်ခဲ့တယ်တော်တော်များများမှာပေါ့နော်ဒီပစ္စည်းဝယ်ရတဲ့ပတ်သက်ပြီးရော cycle လေးရောရှိအဲ့ဒါကြောင့်ဘယ်လိုမျိုးလဲဆိုတော့ကိုကပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်ဒစိမ့်အစ်စ်ကိုစဉ်းစားရတာထက် ိုအရင်ကတုံးခဲ့ပူသားရင်းနှီးပြီးသား brand တစ်ခုကိုပဲရွေးချယ်ကြတာများတယ်။ကိုကဒီကောင်တုံးလိုက်တယ်ကွာ။ဒါနဲ့တုံးလိုက်လို့အဆင်ပြေတယ်ဆိုရင်သူ့နဲ့တခြားဆက်သက်တဲ့ပစ္စည်းကလည်းတုံးဖို့ကောင်းပါပဲဆိုပြီးတော့မှချေချေဝေးစဉ်းစားနေကြမလို့တော့။အဲ့ဒါကြောင့်မလို့ပဲ company တွေကလည်း ecosystem ဆိုတဲ့ခေါင်းစဉ်အောက်ကနေ user တွေကိုဆွဲဆောင်လာကြတာ။ဖုန်းတွေကိုပဲတီးတန့်သုံးတဲ့ user ဆိုရင်တော့ကိုကဒီ brand မကြိုက်လို့နောက် brand ပြောင်းသုံးချင်ပြောင်းသုံးနိုင်တယ်ဆိုပေမဲ့ တကယ်တမ်းတော့ဖုန်းတွေ earbud တွေပြီးတော့ရင် watch တွေကို brand တစ်မျိုးနဲ့သုံးနေတဲ့သူတွေကြတော့အဲ့ brand ပြတ်သွားလို့နောက်တစ်ခုထပ်ဝယ်မယ်ဆိုလို့ရှိရင်သူ့မှာရှိပြီးသားပစ္စည်းတွေနဲ့ကိုက်တဲ့ပစ္စည်းကိုပဲထပ်ပြီးတော့ဝယ်ကြတာများတယ်။ဒါကြောင့်မို့လို့လေခုနောက်ပိုင်း brand တွေမှာဆိုလို့ရှိရင်ပစ္စည်းတစ်ခုကိုမိတ်ဆက်မယ်ဆိုလို့ရှိရင် earbud ပါပါလာတယ်။ဥပမာပြောရမယ်ဆိုရင် nothing ဆိုလို့ရှိရင်ဖုန်းမထုတ်ခင်မှာ earbud ကိုအရင်ဆုံးထုတ်ရဲတာ။ပြီးမှပဲဖုန်းကိုဆက်ထုတ်တာပါ။ ်အခုချိန်မှာဆိုရင် CNF လိုမျိုး viral ပေါ်တော့ဒီ sub brand တွေခွဲထွက်ပြီးတော့မှဈေးကွက်တွေကိုလည်းခြေစမ်းလာနေပြီအဲ့လိုမျိုးပဲ techno ဆိုလို့ရှိရင်လည်း laptop တွေတို့ watch တွေ earbud တွေကိုပါထုတ်ပြီးတော့မှဒီ ecosystem တွေကိုဝင်လာပြီပါ Sanfet ပြောရမယ်ဆိုလို့ရှိရင် Riot ဒီတော်တော်များများနိုင်ငံတော် brand လို့ပြောနေကြတယ် Xiaomi မှာဆိုရင်တော့မှ Riot ဒီလက်သေးညက်တေးတို့ပြီးသွားရင် T တွေတို့အလှမွေးတဲ့ smart man ကန်နေရာစာရှိရပွားဘလောက်ကြီးကြောင်လဲလွန်တာပေါ့ အခုပြောနေရတဲ့အကုန်လုံးကကြတော့ဒီ phone company ကနေ ecosystem ဖန်တီးရဲဆိုတာသိသေးတယ်နော်အဲနောက်တစ်ခုရှိသေးရဲ့ viral tech community တွေလို့ပြီးသွားရင် PC လောကမှာဆိုလို့ရှိရင်တော်တော်များများ phone တွေထုတ်လာကြတယ်ထုတ်ပြီးသွားပြီဆိုရင်သူတို့ကိုယ်ပိုင် ecosystem နဲ့ရောက်လာလို့ phone ဘက်ကိုပို့ပြီးတော့မှခြေစမ်းလာကြတာများတယ်ကွာအဲ့တော့မြင်တော်ပြောရမယ်ဆိုရင် viral အခုလက်ရှိ PC လောကမှာတော်တော်များများတီးကြတဲ့ also သူဆိုလို့ရှိရင်ရိုက်တော်တော်များများတီးကြရောကဒီ ROG တို့ Zenfone တို့လိုမျိုး gaming phone တွေထောက်ပြီးရောမှာအခုလက်ရှိဖုန်းလောကဘက်ကိုခြေစပ်လာတယ်တော်တော်ကြပြီအဲ့လိုပုံစံမျိုးပဲပြီးခဲ့တဲ့နှစ်ကမှ IEM နယ်ပယ်ရနေပြီးရောမှာဘာလို့ဖုန်းလောကဘက်ကိုနာမည်ရအောင်လို့ဆိုပြီးစ조사နေရလဲရှိတယ် IEM ဆိုတာဘာလဲတို့တို့များမသိသေးတာက IEM ရဲ့အဓိကအရှိကောက်က in ear monitor ဆိုတဲ့နှချက်ကိုပြောချင်တာ တော့သူကဘလိုနေရာမှာတွေ့ရတာလဲဆိုတော့ music band တွေကိုပြီးတော့အဆိုတော်တွေကစင်ပေါ်မှာတက်ပြီးဖြော်ပြရဲ့ခါမှာသုံးတဲ့နေရာမျိုးကိုပြောချင်တာဒါပဲနေရာတွေနဲ့ရှင်းလိုက်မယ်ဆိုရင်သူက driver တွေပိုကောင်းလာတယ်နောက်တစ်ခုဒီအတန်အတွက် quality ပိုင်းပိုပြီးတော့အားတာတယ်အဲ့တော့ကြောင့်မလို့ပဲဒီ audio band ကိုအသားပေးတဲ့သူတွေကဒီအမျိုးအစားကိုသုံးကြတာများတယ် ဒီလို Oreo product တွေထုတ်တဲ့တရုတ်ကနာမည်ကြီး IEN company ဖြစ်တဲ့ Mondrop ဆိုလို့ရှင်မနစ်က MID01 လို့ခေါ်တဲ့ဖုန်းမျိုးစားကိုတော့ထုတ်ခဲ့သေးတယ်။ iPhone ဆိုလို့ရှင် Oreo အသားပေးလို့ပြောလို့ရတယ်။အခုလက်ရှိဖုန်းတွေတော်တော်များများကဒီနှစ်ချက်ပေါက်တွေမပါအောင်မပါတဲ့အတွက်သူကကြောက်ဘလို့လုပ်ပေးထားလဲဆိုတော့နှစ်ချက်ပေါက်နှစ်ပေါက်နဲ့ကိုထည့်ပေးထားတာ။ ဘလိုမျိုးလဲဆိုတော့3.5မီလီမီတာချက်အပြင်ဒီ4.4မီလီမီတာကိုပါဒီဖုန်းရဲ့အပေါ်ဘက်မှာထည့်ပေးထားတာပါဒါအရင်မကြီးလောက်ပါဘူးဆိုပြီးတော့ weight short ထားတယ်ဆိုပေမဲ့တကယ်တကယ်ကတိုက်စီပေါင်းနဲ့တကယ် Oreo ချက်နဲ့ရှင်လိုက်မယ်အတန်တော့ကတော်တော်ကွာတယ်အဲ့ဒါကိုသိလို့လည်းပဲသူတို့ကိုယ်တိုင်ကဒါ main selling point တစ်ခုအနေနဲ့ထုတ်ပြီးတော့မှခြေချထားလဲပါတယ်ပေါ့နော်ဒီဖုန်းအနေနဲ့ကတော့ Oreo အသားပေးဆိုရင်လည်းသွားပြီးထင်သေးလို့တော့မရအောင်သူ့မှာ RAM 12 GB ပါတယ်ပြီးရင် UFS က3.1နောက်တစ်ခုသူ့မှာဆိုရင် micro SD card က 2TB ဒီပါထပ်ဆိုင်လို့ရတယ်နောက်ခု screen ဆိုလို့ရှင်6.7 curved screen ကိုမှ RAM 1TB support ပေးထားတဲ့အပြင် battery ကလည်း 5000mAh ပါတယ်ဆိုတော့ဒီဖုန်းကထွက်ထားတော့ကြာပြီအဓိကသိစေချင်တာ Oreo အသားပေးဖုန်းတစ်လုံးနေဒီလောက်ကြီးတိလောက်ပေးထားရဲဆိုတာသိစေချင်လို့ပြောပြတယ်ဖုန်းကံမီကထုတ်ထားတဲ့ဖုန်းလည်းမဟုတ်ဘူး သူ့မှာပါတဲ့ chip ကလည်း diversity 950ပဲဆိုတော့တကယ်တမ်းသုံးကြည့်မယ်ဆိုတော့ပြဿနာလေးတော့အနေချင်းတော့ရှိရဲ့ဆိုတော့ IM နဲ့ပဲရနေဖုန်းလောကဘက်ကနာမည်ရအောင်စ조사နေတာဒီမှာရင်မဲ့ရက်လိုက်မလားဒါမှမဟုတ်ဆိုလို့ရှိရင် second chain အနေနဲ့ပိုကောင်းတာကိုထောက်မလားဆိုတာတော့ဆက်ပြီးတော့စောင့်ကြည့်ရတာပေါ့ right အခုပြောသွားတဲ့အကြောင်းအရာအကုန်လုံးကကြတော့ဒီ knowledge ခုအနေနဲ့ပြန်ပြီးပြောပြပေးရပါပေါ့အဲ့တော့ right တို့အဓိကသွားချင်တဲ့အချက်ကိုပြန်ပြောအောင်အဲ့ဒါကတော့ right ဆောင်းတော်ကပြောတဲ့ဒီ ecosystem ဆိုတဲ့အကြောင်းပေါ့နော် ိုက်မှာဆိုရင် viral က physical product တွေစီပဲရှောက်ထုတ်နေလို့မရဘူးကွာဟိုထုတ်ချင်တယ်ဆိုရင်တော့မှသူတို့ရဲ့ဈာမှာတစ်ခုနဲ့တစ်ခုပေါ့နော်ဒီချိတ်ဆက်ဖို့အတွက် optimization ကောင်းကောင်းနဲ့ software experience ရှိဖို့တော့အရေးကြီးရဲ့အားကြောင့်လို့လေဒီနေရာမှာ app ကိုဘယ်သူမှမရှင်းနိုင်ဘူးလို့ပြောချင်တာအဲသူ့မှာပါတဲ့ iOS Mac OS ပြီးတော့ watch os vision os ipad os ဆိုပြီးတော့ product တစ်ခုချင်းစီအတွက်ကို operating system ကောင်းကောင်းလေးသုံးပေးထားရပါနောက်ပြီးတော့ဒီ cross platform သုံးတဲ့အခါမှာဆိုလို့ရှင်လည်းအခက်အခဲမရှိအောင်လို့ဆိုပြီးတော့ optimization ကောင်းကောင်းသုံးပေးထားတာလည်းသူ့ရဲ့အားသာချက်ပဲပြောချင်တာကမှာ apple id ကိုတူတူသုံးတဲ့အခါမျိုးမှာဆိုရင် device တစ်ခုကနေမှတ်ထားတဲ့ note တွေ contact တွေ data တွေရှိရဲ့အားရီကနောက်ထပ် device တစ်ခုမှာ auto ကျလာတာမျိုးပြီးတော့ AirDrop သုံးတဲ့အခါမှာဆိုရင်လည်း iPhone ချင်းချင်းပေါ်တော့ data share လို့ရတာတွေ the whole data transfer လုပ်လို့ရတာတွေကဟိုဒီတိုင်းကြည့်မယ်ဆိုရင်တော့တာမန်လို့ထင်ရနိုင်တယ်ကွာဒါပေမဲ့တကယ်တမ်းသုံးကြည့်လိုက်တော်တော်လေးကို flawless ဖြစ်တယ်ဒါက android မှာသုံးလို့မရဘူးလို့ပြောချင်တာမဟုတ်ဘူးเนาะသုံးလို့ရတယ်တကယ်တကယ်သုံးကြည့်မယ်ဆိုလို့ရှိရင် app နဲ့ရှင်းလိုက်ရင် app လောက်ဆိုးမဖြစ်ဘူးလို့ပြောချင်တာညင်တော့ပြောရမယ်ဆိုရင်ကွာ rarity phone နဲ့ PC နဲ့ချိတ်ပြီးသုံးနေဆိုလို့ရှိရင်ကြိုအားဖက်ဖက်ရတာတွေကိုနောက်တစ်ခု link to window တွေ download ဆွဲပြီးရောမှာလောက်ရရအရင်ရှုပ်ချက်ခတ်နေရပါပဲ ဟိုပုံလေး share မယ်ဆိုရင်တော့မှဆုံးဖြည်းဖြည်းနဲ့ share လို့မရအောင်အဲ့ဒါကိုပြောချင်တာဒီနေရာမှာကျတော့ Xiaomi ကစင်စာပါရလို့ပြောလို့ရတယ်အဲသူ့ရဲ့အခုနောက်ဆုံးမိတ်ဆက်ထားတဲ့ Hyper OS 3မှာဆိုလို့ရှိရင် Apple ecosystem တွေကိုနေရာရဖို့အတွက်တအား window နေရလို့ပြောလို့ရတယ်ဒီအကြောင်းအရာကိုလည်း Ryan Shi video မှာပြည့်ပြည့်စုံစုံပြောထားတယ်ဆိုတော့သိချင်တယ်ဆိုရင်အဲ့ video တောင်းချကြည့်လို့ရတယ် ဘလိုပဲပြောပြော device တူတူ brand တူတူမဟုတ်ဘဲနဲ့ရသမျှအကုန်လုံးပေါ့နော်ဒီ cross ecosystem ကနေပြီးတော့မှဆုံးဖြတ်ဖြတ်သုံးလို့ရရဆိုရင်လည်း user တွေအတွက်ကတော့တကယ်ကို convenient ဖြစ်စေမယ့်အချက်ပေါ့နော်ပြောချင်တာကပစ္စည်းစုံထုတ်နိုင်မှအောင်မြင်တဲ့ ecosystem မဖြစ်နိုင်အောင်ကြောကိုကဒီ follow ကရဲမှာတော့နာမည်ကြီးရယ်ဆိုရင် laptop ထုတ်လိုက်တဲ့ခါမှာအဲ့မှာနာမည်ရှိပြီးသားပစ္စည်းတွေထက်မမြင်ဘူးဆိုရင်တော့မှကိုပစ္စည်းကအရင်မနိုင်နေမှာပဲ user တွေကရွေးချယ်ဖို့စဉ်းစားကြမှာကြော ဒီလောက်ဆိုရင်ဒီ test community နဲ့ပတ်သက်တဲ့ ecosystem အကြောင်းကိုတိတိကောက်မိလောက်မယ်လို့ထင်ပါတယ်။ဘာအခုပြောသွားတာကလည်းဖုန်းနဲ့ပဲရဲ့ point of view ကနေပြောသွားတာဆိုတော့ဒီပေါ့နော် phone brand တွေကနေထုတ်ပေးထားတဲ့ tech product တွေရောသူတို့ရဲ့ name ပဲဒီဒီမှာတကယ်ရောကောင်းကောင်းအလုပ်လုပ်နိုင်ပါမလား။တော့ကြီးနေတဲ့သူတွေထဲမှာရောနာမည်ရှိပြီးသား brand ကိုပဲရွေးချယ်အောင်မလားဆိုတာကိုကိုယ့်ရဲ့အမြင်လေးမျှဝေပေးသားပါ။ဆိုတော့ driver နောက်တဲ့စိတ်ဝင်စားစရာကောင်းတဲ့ video နဲ့တူပြန်လာခဲ့ပါမယ်။